တို့ရှင်မစင်များအားလုံးပဲမင်္ဂလာပါရှင်။နာမည်ပတ်ပေါ့နော်။အော်29 30ရက်နော် sorry ပါ30ရက်နေမှာနော်29ကစမှာနော်။29 30ရက်နေပေါ့နော်25ကနေ10ရက်10လ25ဒီပေါ့နော်။ဦးမကျော်မွေးကွက်ကလေးနော်။ နေမင်းကြပြတဲ့မှုကြောင့်မွေးကနန်းလေးကိုကိုတင်ပေးမယ်เนาะဒါဆိုလို့ရှင်ရင်လိုက်ပြီးတော့ကြည့်ပေးပါအောင်ဒီမှာရှိနေတဲ့6နှစ်ပေါ့เนาะ6နှစ်နှလုံးပေါင်းတော့ပေါင်းချင်း1 power 6နက္ခတ်8 16ရက်သူက g ဟုတ်ပြီเนาะဒါဆိုရင် break သွားမယ် sorry ပါ break က3ညเนาะ power ကနက္ခတ်ခွန်3ည5ခွန်ပေါ့เนาะဒါကတော့ break ပေါ့เนาะဒါဆိုလို့ရှင်ရင်ကိုကနန်းလေးတွေကြည့်မယ်เนาะ နော်တစ်ကို၃ညပရိတ်တစ်ကိုတစ်ကို၅ပရိတ်တစ်လေးတစ်ကို9ပရိတ်တစ်6နော်6ကို၃ညပရိတ်6လေး6ကို၅ပရိတ်6ကို6ကို9ပရိတ်ဆိုတော့6တစ်ပေါ့နော်နောက်က8ကို3ညပရိဆိုတော့8နဲ့8ကို5ပရိဆိုတော့8ခွန်8ကို9ပရိဆိုတော့89ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဟုတ်ပြီနော်ထွက်ကနန်းနဲ့တိုက်ကြည့်အောင်နော်8 5နောက်တစ်ခါ9 5နော်6 5 နောက်တစ်ခါ6 8ဆိုတော့ဒီမှာ6 9ဆိုတော့အာပေါ့နော်ပြီးတော့6 5เนาะ1 9ဆိုတော့ဒီမှာ1 9ကတက်เนาะအဲ့တော့6 9 6ပေါ့နော်6 8ကတော့အာထွက်ပြီးတော့เนาะ1 9ကတော့ဒဲပေါ့နော်ဒါဆိုနောက်တစ်ပြင်ကိုဆက်သွားကြည့်အောင်ငါငါပေါင်းတော့3ညပါဝါ9နက္ခွန်3ညငါခွန်ဒါကကီးပေါ့เนาะဒါဆိုရင်ဗရိတ်ကကျတော့ဒီမှာရှိနေတာ9เนาะ9 4 6ဗရိတ်ပေါ့เนาะဒါဆိုလို့ရှိရင်ကိုကနန်းလေးတွေတွဲကြည့်အောင်เนาะ သုံးညဆိုတော့ဘာနဲ့တွဲတဲ့ဒီကဏ္ဍလေးတွေပဲပေါ့နော် break ဆိုတော့တွဲလိုက်ပြီးအဲချီချီဝင်းပြောတော့နော်ငါးကိုကို break ဆိုတော့ကြာမလို့ငါးငါးကိုကို break ဆိုတော့ငါးလေးပေါ့နော် sorry ပါနော်ငါးရဲ့ဒီလိုပြန်ရေးလိုက်မနော်ငါးလေးနောက်တစ်ခါငါးကို၄ break ဆိုတော့ငါးကိုငါးကို၆ break ဆိုတော့ငါးတက်ပေါ့နော်ခွန်ကို၉ break ဆိုတော့ခွန်နဲ့ခွန်ကို၄ break ခွန်ခွန်နော်ခွန်ကို၆ break ဆိုတော့ခွန်၉ပေါ့နော်ဒီကဏ္ဍ ်ထားတယ်။ဒါဆိုရင်နောက်ထပ်ကနန်းနဲ့တိုက်ကြည့်မယ်ရှစ်ရှစ်နှစ်တဲ့နော်ခွန်ခွန်ဒီမှာခွန်ခွန်နော်၄၅ဒီမှာ၅၄တူကတော့အာပေါ့နော်နောက်တစ်ခါ၄၃၃ညခွန်ပေါ့နော်ဒါဆိုရင်သူလည်းဒီပတ်မှာဒဲတစ်ချိန်နော်အာတစ်ချိန်နှစ်ချိန်ထွက်ထားတယ်ပေါ့နော်ဒါဆိုရင်ခုညီမတို့ဆက်ပြီးတော့သွားရအောင်เนาะဒီမှာရှိနေတာခွန်3နှလုံးပေါင်းတော့3ညပါဝါ9နှက်ခွန်3ညငါခွန်ပေါ့เนาะပြီးသွားရင်ဒီမှာရှိနေတာကခွန်ပေါ့เนาะခွန်2 ်3ညဟုတ်ပြီเนาะဒါဆိုရင်เนาะငန်းလေးတွေတွဲမယ်3ညခွန်3ညနဲ့3ည3ညနော်9ကို9ပြိဆိုတော့9နှစ်နော်9ကို2ပြိဆိုတော့9ခုနော်9ကို3ညပြိဆိုတော့9 9ပေါ့နော်9ကို9ပြိဆိုတော့80 9ကို2ပြိဆိုတော့နော်ခွန်9ပေါ့နော်အဲ့တော့9ကို3ညပြိဆိုတော့ခွန်3နော်ဒါဆိုရင်2 9 ဒီမှာ၅နှစ်ပေါ့နော်တခါကျလောလောလောပြောရင်စဉ်းစားရမှတ်သားမှာဆိုလို့နော်1 3เนาะဒီမှာ3တက်ဒီခါ6ရက်မှာ60နောက်တစ်ခါ၄၅ဒါကတော့ဒီဘက်မှာတော့ပေါ့နော်ပြင်ငါ၅နှစ်အားတစ်ချိန်ထွက်တယ်ပေါ့နော်တစ်ချိန်ပါပါတယ်ဒါဆိုရင်ဆက်သွားရအောင်1 3ညစလုံးပေါ့နော်ပေါင်းချင်း1 6 8ဆိုပြီးတော့ရထားတယ်ဟုတ်ပြီနော်ပြိတ်သွားမယ်၅ 933ပေါ့နော်ဒါဆိုရင်ညီမတို့ရဲ့ထွက်ပုံလေးပေါ့နော်ဒါပြန်နောက်တစ်ပတ်အတွက်ထွက်လာမယ်ကနေထိုးရမယ်ကနေလေးက195ပြည့်ဆိုတော့14 19 3ညပြည့်19 19 3ပြည့်တင်းနဲ့6ကိုသွားမယ်9ပြည့်ဆိုတော့69ပေါ့နော်6ရဲ့9ရဲ့ပေါင်းရင်က6ကို3ညပြည့်ဆိုတော့64 6ကို3ပြည့်ဆိုတော့6ခုပေါ့နော်10ကို9ပြည့်ဆိုတော့10ခုဆိုရင်က10ကို3ညပြည့်10နဲ့နော်10ကို3ပြည့်ဆိုတော့15ပေါ့နော်ဒီကနေလေးတွေကလာမယ်ပတ်တုံးမွေးကနေလေးပေါ့နော်ရှာတွေ့ထားတဲ့ကနေလေးတွေပါအဲညီမ င်နယ်ကိုကြည့်နေခြင်းဖြစ်ပါတယ်ကိုရမလို့ကြည့်တူ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 လိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာမွေးရနေ YouTube ပြန်အောင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်